တို့ညာကိုအပင်းနာဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆိုင်းချမ်းမာရေးကျူးရဲ့ကျေစင်တရာကမ္မနှင်းဖြူအပိုင်းကိုကိုဆက်လက်တင်ဆက်ဖတ်ပြပေးသွားပါမယ်။ကျူးကျေစင်တရာကမ္မနှင်းဖြူအပိုင်းကို သူမလက်ပွားတဲ့သူနှမငါတောက်ပနေသောလက်ကြလေးတကောင်ကျွန်တော်ထည့်ပေးလိုက်သည်ဖြူဝင်သောပန်းသွေးနူးနူးလက်ပွားတွင်ဂရိပါအနက်လိုတောက်ပြောင်နေသောလက်ပြာကလေးသည်ချင်းကနေလှပနေ၏ဟဲလှလိုက်တာလက်ပြာလေးသည်ကျွန်တော်ဖမ်းလိုက်စဉ်ကလေးကတော်တော်နာသွားပုံရပါသည်အတောင်မန်လေးပုတ်ခတ်ပုတ်ခတ်သာလုံနိုင်ပြီးမပြန်တန်းနိုင်တော့ပါဒါပါလက်ပြာလေမသိဘူးဟုကျွန်တော်မောဟိုက်တန်ဖြင့်ဖြေမိသည် သူမကခက်ခနဲရေမော၏ ဟုတ်တယ်လေကျွန်တော်ကကျွန်တော်အဖေလိုလိပ်ပြာကြွချင်တယ်မှမဟုတ်ပဲလိပ်ပြာတိုင်းတော့ကျွန်တော်မသိနိုင်ဘူးပေါ့ညီမလေးလည်းကျွန်တော်မသိမြသိပင်နေနာမည်မပြောနိုင်ဘူးလေနဗီရန်ဒီမြက်ကဘာမှာတွေ့သမျှသစ်ပင်များကိုဘာပင်လဲမိတိုင်းသစ်ပင်ဟုသာဖြစ်ဖုန်နီရန်ကတော့သစ်ပင်တော်တော်များများဟုသိလေသည်တပန်းပင်နဲ့ဓာတ်ရင်ကောင်းပင်များကို များစွာတွေ့ရသည်ကျွန်တော်တို့ခုတ်ခဲ့သည့်ကျိန်ပင်မျိုးတွေလည်းအများကြီးဖြစ်သည်အခုအပြတ်မှာရွာဝင်အောင်ပါလား ဝင်ပါပေါ့ရွာမတညရေးပြီမှာနောက်မုံပြန်ပါအခုကျမသတိရနေမှာကျွန်တော်ခက်လန်းလန်းမှာရှေ့ရသွားနေသည် ဖုန်ဒီရန်စီလှမ်းကြည့်လိုက်မိသည်ကျွန်တော်တို့စကားတွေကိုကြားနိုင်သည်အကွာအဝေးဖြစ်သည်သူ့ကြောပေါ်မှာဂျင်ကြီးတွေကပုံများသည်ဂျင်ပင်စီများကို အကိုင်းဖျားတွေရှင်ဆုစည်းကဂျင်ွယ်ဖြင့်ပြန်စီပြီးဂျင်ွယ်ကျိုးဖြင့်နှစ်ဖူးမှအတိုင်းကကြောပိုးတည်ခြင်းဖြစ်သည်ကျွန်တော်နောက်ကြောပေါ်မှာတော့နံမီရန်ရင်ပလိုင်းချင်းနှောင်းကိုလွှဲပို့ထားပါသည် ကျွန်တော်နဲ့မှာချိန်မြင်တွေတော်တော်များများပါလာသည်တကယ်တော့ထူပလိုင်းသည်နန်ဗေးရန်လွယ်ရမည်ပလိုင်းဖြစ်သည်ကျွန်တော်ရောဖုန်လေးရန်ကလက်လော်ဝင်မဲ့စွာလမ်းလျှောက်စီခဲ့သည်သို့တော်ကျွန်တော်ကယောက်ျားဖြစ်ပါလျက်ကျွန်တော်ထန်ငယ်သောမိန်းကလေးတစ်ယောက်ကိုဝင်ထုတ်ဝင်ပို့ပြန်လျှောက်စီပြီးကျွန်တော်ကလက်လွတ်ချေလို့လျှောက်ရမည်လားအဲ့ဒါလို့သာဆိုရင်ကျွန်တော်လောက်စာနာမှုကင်းမဲ့သူလောကမှာရှိပါဦးမလားတိထက်ပို့ပြီးရှက်စရာကောင်းသည့်ခရီးရောရှိပါဦးမလား ထုတ်ထက်ပို့ပြီးမဖြစ်နိုင်သည့်အချက်တစ်ချက်ရှိသည်ကျွန်တော်ကျင်နာစွာချစ်ခင်တွေ့တာရသည့်မိန်းကလေးပင်ပန်းနာကိုကျွန်တော်ဘလို့နည်းနဲ့ကြည့်ရမြင်ရနိုင်ပါမလဲထိုအခါမိန်းကလေးပလိုင်ကိုကျွန်တော်ပဲဆွတ်တောင်းပြီးတဲမိလေသည်ယခုကျွန်တော်တို့တရားသည့်ချိန်တွေရလေကျွန်တော်သွားအမိခရီးတွေလိုအပ်သည့်ချင်းတွေရက်လုဖို့ပဲမဟုတ်လားကျွန်တော်ဖုန်ကြီးရံမကြားနိုင်တော့သည့်အတန်တူတူဖြင့်သူမကိုပြောလိုက်သည်ကျွန်တော်လည်းညီမလေးကိုသတိရနေမှသိကြတယ် ညီမလေးချက်တဲ့ဖားသားဟင်းကိုအရင်ကြိုက်တာပဲ။သူမရေမောပါသည်။တကယ်ပြောတာကျွန်တော်ဖားသားတစ်ခါမှမစားဘူး။ဒီလောက်ချိုမယ်လည်းမထင်ဘူး။ကျွန်တော်တို့ခြေလမ်းချစီရမြစ်ကပယ်ရံဒီကျင်းကျင်းကလေးဖြစ်နေုံများမကစိမ့်ဆူသောအရွက်အခက်အပြက်များလည်းဖုံးလွှမ်းနေခဲ့သေးသည်ထို့ကြောင့်ခြေတလန်းနှင့်တလန်းကြားမှာနည်းနည်းတောင်အချိန်ကြာလေသည်အောက်မှာဝပြက်ငုတ်တို့ရှိနေမလား ကျင်းပြန့်ငုတ်တူလို့ရှိနေမလားတင်းမြေဖုခုခြွန်ခြွန်တွေရှိနေလေမလားမန်စာရှာဖွေရသေးသည်ထို့ကြောင့်နန်ဝေးရန်သည်ကျွန်တော်ရှိ၌တုံးလေးပြီအကွာသူရောက်တိုင်းကျွန်တော်ကိုတစ်ချက်ပြန်ပြန်လှည့်ကြည့်ဆောင်ခဲ့သည်ခဏကြာတော့သူမကျွန်တော်ကိုလှည့်ကြည့်မှာခြေတစ်ချက်ချော်သွားခဲ့သည်သူမလှုပ်ခနဲတူတူလေးអော်ပြီးဆွဲမိဆွဲရဆွဲလိုက်သည်ကဝါအကိုင်းတစ်ခုဖြစ်သည်ဟာအနံရတယ်အကိုဘာမှဖြစ်ဘူးကံကောင်းထောင်းမှသာသူမမလဲပါ တိုတော်သူမလက်ကဆွဲလိုက်တော့ဝါးကိုင်းအခက်အလက်အချွန်တစ်ခုက သူမ၏စပင်နှင်ညှိနေခဲ့သည်။သူမကခေါင်းကိုငဲ့ယုံသည်။ဝါးကိုင်းကသူမနှင့်အတူလိုက်ပါခါရင်းနေ၏။ကျွန်တော်လှုပ်ပေမယ့်ညင်ညင်းနေ။ကျွန်တော်နံပေးရန်အနီသို့ခတ်ထက်တွက်သွားသည်။သူမ၏ခေါင်းဝါးညှိနေသောဝါးကိုင်းအချွန်ကိုဖယ်ရှားပေးရန်ဖြစ်သည်။သို့သောကျွန်တော်ကြော်မှပို့ထားသည့်ထူးထူးထောင်ထောင်ကြိမ်ကိုင်းတွေကဘေးပတ်ဝန်းကျင်ကဝါးကိုင်းနေနှင့်ညှိပြန်က ကျွန်တော်လက်ကလူရသူမရောက်နိုင်ပဲဖြစ်နေသည်။ ထို့ကြောင့်ပလိုင်းကိုဖြုတ်ချပြလိုက်သည်အဲအကိုလက်ပြလေးတေးသွားပြီနမေးရံကသူမလက်ထဲကလက်ပြနဲ့ကလေးကိုနှမျောတတစွာငုံကြည့်ရင် အလန့်တကြားရေရွတ်လေသည်သူမလက်ထဲမှာလက်ပြလေးကိုသူမအမှတ်တမဲ့ညှစ်ဆုပ်လိုက်မိဟန်တူပါသည်လက်ပြကကျွန်တော်ပေးလိုက်ခရေကတေးရောမယ်ဆဲဆဲပါကျွန်တော်သူမကိုနှစ်သိမ့်လိုက်ရသည်မင်းကလေးဤစမင်မဲမဲတွေကဝါခိုင်းစိမ့်စိမ့်တွင်ရစ်ပတ်လျက်ရှိသည် ကျွန်တော်ဝါးခိုင်းကိုအသာဆွဲနှိမ်ပြီးရင်နောင်နေသောသမင်းများကိုဖြည့်ပေးလိုက်ရသည်စိတ်ရှည်လက်ရှည်ဖြည့်ယူပါ၏ကျွန်တော်စိတ်မရှိလျင်သမင်းတွေပြတ်နိုင်ကုန်သည် ။ပင်ပိုင်ခါရည်စည်းတံကိုအောက်ပါမှာကြားနေရသည်။အပေါ်ဘက်မှာတော့မိုးထီးမြင့်လွန်သည့်တပင်ကြီးတွေဤလေတိုးတံနဲ့တည့်ရွက်တစ်ခတ်လှုပ်ခတ်ပွတ်တိုက်တံတဲတဲ။တော်ဤအုံဆိုင်မှုကြောင့်နေရောင်ကိုမမြင်ရပဲပတ်ဝန်းကျင်တစ်ခုလုံးစိမ့်ညူအုံဆိုင်နေသည်။ရွက်ကြွေများတက်ကိုင်းများပေါ်နင်းလာသည့်ခြေတန်းကြမ်းကြမ်းတစ်ခု။ကျွန်တော်မောကြည့်လိုက်တော့ခါနန်ဝေးရံဤနောက်ဘက်ခက်လန်းလန်းတောင်အကွေ့မှာရက်ပြီးလှမ်းကြည့်နေသောဖုန်သေးရံသူမျက်လုံးတွေဆူဆူရဲရဲတောက်ပနေ ကျွန်တော်လန့်သွားသည်ကျွန်တော်တို့ညကိုစိုက်ကြည့်နေသောမျက်လုံးများတွင်အအောင်မှုနှင့်ထောသားကိုတွေ့ရသည်အခြေအနေမကောင်းပါလုံးဝမကောင်းပါသူကျွန်တော်တို့ညကိုအနမ်းဖုန်လေးရိုင်းဤမိုးချိန်တန်လိုအတန်းကြောင်းမင်းကလေးကိုခန္ဓာကလေးဆက်ခနဲတုံသွား၏သူမနောက်ဘက်သို့အလံတကြားလှည့်ကြည့်သည်အကူဖုန်ဒီရန်ခြေလန်းကျဲကျဲဖြင့်ကျွန်တော်တို့စီရောက်လာသည်ကျွန်တော်လေကြောင်းထဲတွင်တခုခုစုနေနေသည်လို့ခံစားရ၏ ကိုဒီရန်အနံပလိုင်းအောင်ပြန်ကကျွန်တော်ပလိုင်းအောင်ငုံကောက်လိုက်တော့ကျွန်တော်လက်ထဲမှာဖုန်ဒီရန်ကဆွဲယူလိုက်သည်သူကျော်ဘောကအလေးချိန်အပြင်နောက်ထပ်အလေးချိန်များများကိုမယူလိုက်သည်သူဟန်ပန်မှာကြမ်းတမ်းစွာမထန်နေ၏ကျွန်တော်တို့ကအကိုထင်နေတယ်လို့မဟုတ်ပါဘူးရော့ငေးချောင်ကရက်နေတော့နန်ဝေးရန်အားပလိုင်းကိုပြေး၏ကျွန်တော်သေးပါမယ်ကျွန်တော်သူ့လက်ထဲကပလိုင်းကိုလှမ်းဆွဲဖို့ပြင်တော့လဲသူမပြေးပါ နံမေးရံကယူကျိုးစွာနှမ်းယူပြီးနှစ်ဖူးမှတိုင်းကလွှဲလိုက်သည်။သွားနံမေးရံသည်အကူကြီးအမိန့်ကိုမျက်နှာအရေးအကဲကလေးဖြင့်ပင် စင်ကြီးမပေးဘဲညင်သက်စွာလှည့်ထွက်သွားပါသည်။ကျွန်တော်စိတ်မကောင်းစွာလှမ်းကြည့်နေရင်ကလွယ်ရည်ပါမှမပြောနိုင်ပါ။နံမေးရံတောင်ကဘာအဆောင်အကွေမှာပြောက်ွယ်သွားသောအခါကျမှဖုန်လေးရံကကျွန်တော်အားမျက်နှာချင်းဆိုင်ကတဲ့တဲ့ကြည့်သည်။ထို့နောက်ဒေါသကိုထိမ့်ချုပ်မြူသည်လျက်ခတ်တူတူပြော၏။ ငါနှစ်မနဲ့ဝေးဝေးနေဒုနောင်နှဖူးမှာတိုင်းထားသောကျိုးကိုနေရာတကျဖြစ်အောင်ပြင်လိုက်သည်ပကုံးပေါ်မှာဂျင်းစီကိုတစ်ချက်နေသားတကျထားလိုက်ပြီးနောက်ခြာကနေလှည့်ထွက်သွားပါသည်ပထမတော့ကျွန်တော်ထူးထူးပူပူဖြင့်ရက်ကြံခဲ့သည်ခဏကြာတော့မှမဟုတ်သေးပါဘူးငါလည်းသူ့နှမကိုဘာမှမလုပ်ရပဲနဲဟုစဉ်းစားမိကမခံမရနိုင်ဖြစ်သွား၏ဒီအချိန်မှာကျွန်တော်ရှိတောင်ဆောင်အကွေ့မှာဖုန်သေးရံမရှိတော့ပါကျွန်တော်ဖြုံးကနေသူ့နောက်မှာအပြေးလိုက်ခဲ့သည် တောင်ဆောင်အကွေကိုကြော်တော့အော်ခေါ်လိုက်မိကိုတိရံကျွန်တော်တန်ဒီမြေချောက်ကဘာဟူးဘက်ထိမ်မှာပဲ့တင်တန်ဖြင်းပြန်လာ၏ခလန်လန်ကရင်းညစ်တန်နေသောတစ်ပင်ကြီးအနောက်မှာဖုန်လေးရံခဏရက်ဆောင်နေကျွန်တော်သူ့လာရောက်သည့်အထိဖြစ်သည်ကျွန်တော်ခမရဘလို့ထင်သွားတယ်လဲကျွန်တော်သိတယ်ကျွန်တော်အသက်မရှူပဲစက်တိုက်ပြောချလိုက်မိသည်ကျွန်တော်ခမရနမကိုဘာမယိုးမသားမှမကြံစီဘူးခမရအထင်လွဲတာလဲကျွန်တော်မခံနိုင်ဘူးသူ့စပင်ဝါးခိုင်းနေညစ်နေလို့ကျွန်တော်ဖြီးပေးနေတာကျွန်တော်သူ့ ဟုန်သေးရန်ရှေ့မှလှည့်ထွက်သွားသည်မယုံရင်သူ့အမေကြီးပါသူ့ခြေလမ်းကျဲကျဲတွေကိုကျွန်တော်မှီအောင်လိုက်နေရ၏နံမေးရံကိုကျွန်တော်တို့မှီသွားသည်ခြေတလန်းနှလန်းဖြင့်မိန်းကလေးကိုကြောခဲ့ကြ၏ကျွန်တော်စိတ်မဖြောင့်စွာ တချမ်းငယ်ကြည့်မိသည်ကျွန်တော်လွယ်ရမည်ဝင်ထုတ်ဝင်ဖို့ကိုသူလွဲနေရတာကျွန်တော်မကြည့်ရပါကိုဒီရံဟိုပလိုင်းအောင်ကျွန်တော်တဲခဲ့ကြတယ်သူကမိန်းကလေးကျွန်တော်ကသူစိတ်မရှိစွာစုပ်တစ်ချက်တက်လိုက်သူဒီအလေးတင်ကိုတဲနေကြမင်းဘာဖြစ်နေလဲ တင်ရတော့ကျွန်တော်သိတယ်ဒါပေမဲ့အခုကျွန်တော်ပါရလေသူထွက်ခွန်အားရှိတဲ့ယောက်ျားတယောက်ပါလာရတာနဲ့သူတင်နေရတာမလွန်လုံးလားငါစီစဉ်တဲ့ကိစ္စကိုမင်းဝင်မရှုံနဲ့ကျွန်တော်သူ့ကိုတော်တော်စိတ်တူသွားပါတယ်ခမရဒါတက်တက်မှသူ့ကိုဒဏ်ခတ်တာပဲဘာသူခြေလန်းတုတ်ငနဲ့ရလိုက်ပြီးကျွန်တော်ကိုလှည့်ကြည့်တယ်ကျွန်တော်ခတ်တည်ကြည့်ရင်သူ့ကိုဝေဖန်လိုက်မိခမရမတရားဘူးအေးမတရားတော့မင်းမလောက်ချင်လားကျွန်တော်စိတ်ကိုတင်းပြစ်လိုက်ပြီးနံပေးရန်ရှိရာသူ့ ရဲဝင်စွာရှောက်သွားလိုက်သည်အနားကျွန်တော်ပေးတဲမယ်ပေးသူမမျက်လုံးကလေးဝိုင်းဆက်သွားအောင်မင်းစိုးရင်တုံးလောက်သွားပါသည်နေပစီအကိုကျမတင်ရမှာလေကျွန်တော်ပါလျက်သားနေတော့ညီမလေးမတင်ရအောင်ဒီလူမကျေနပ်လို့ကျွန်တော်ကိုလာထိုးရင်လည်းပြန်ထိုးလိုက်အောင်ပဲရှိတော့သည်သူလိုက်ပုံမှာရောက်သွားမြည်ခါခါဘူရာစီတောင် သူမလိုက်ပို့တော့ဘူးဆိုလျင်လည်းရှိစီတော့ခုချိန်မှာတော့ကျွန်တော်ဒီမင်းကလေးတယောက်ကိုကို့ကြောင့်ဘာမဆိုင်ညာမဆိုင်ဒဏ်ခတ်နေတာကိုမြင်ရက်တာတစ်ခုပဲသိတော့သည် ဖုန်လေးရံဒီခလန်းလန်းမှရဲလျက်ကျွန်တော်တို့ကိုကြည်နေတယ်။ကျွန်တော်ကိုလည်းလာမထိုးရှေ့ဆက်သွားဖို့လဲသူစိတ်မပြောင်းရှိလိမ့်မည်။အနားကလည်းသူ့အကူအမိတ်ကိုမလွန်ဆန်ရဲထိုးကြောင့်ကျွန်တော်ကိုပလိုက်မပေး။တော်တော်အကူတော်ကျမနိုင်တယ်။ကျွန်တော်အဲ့ဒါကိုမတင်ရရင်ကျွန်တော်ရှက်မိလိမ့်မယ်။ပြေးပါ။ကဲအနားဖုန်လေးရံကအတန်ပြက်ပြက်ဖြင့်လှမ်းခေါ်ပြီးတစုံတစ်ခုပြောလိုက်။ထိုခါကျမှနန်ဗေးရံကပလိုက်ကိုနှစ်ဖူးမှဖြုတ်ခါကျွန်တော်ကိုပေးသည်။ ဖုန်လေးရံခွင့်ပြုလိုက်ပုံရသည်။နံပါတ်ရံကိုရှေ့မှသွားစီပြီးဖုန်လေးရံနဲ့ကျွန်တော်နဲ့ကအတူခြေလှမ်းလှမ်းသည်။ကျွန်တော်မကြည့်ပဲနက်ပြန်မနက်ရွာထွက်မယ်ဟုအတန်ပြက်ပြင်ပြောသည်။မူလအစီအစဉ်မှာအထမ်းသမားများကိုနှစ်ရက်အချိန်ပေးရန်တပတ်ခါနဲ့နဲ့မှပန်းနန်းနေမှာထွက်ရန်ဖြစ်သည်။ယခုဖုန်လေးရံသည်နက်ပြန်ခီးထွက်ပြီဟုပြောင်းလဲဆုံးဖြတ်လိုက်ပြီအကြောင်းရင်းကိုတူတူတူစဉ်းစားဖြေရှာနေရမလို့ပါကျွန်တော်နှင့်သူ့နှမမြ мян ဝေးစီလိုရေးတာဖြစ်တယ် ျွန်တော်တို့ရွာထဲသို့ပြန်ရောက်တော့အင်းရှိမှဥပ္ပိပံရက်ဆောင်နေသည် သူမျက်နှာတွင်ကျွန်တော်တို့ကိုပြောစရာသတင်းရှိနေကြောင်းပေါ်လွင်နေ၏ဖုန်ရီရာအရင်အိမ်ဝိုင်းထဲသို့ဝင်သည့်အတွက်ဖုန်ရီရံကိုသူစကားတစ်ခွန်းပြောလိုက်သည် သူစကားကြောင့်ဖုန်ရီရံအဟောသွား၏ထို့နောက်သူ့ကြောပေါ်မှကြိမ်ကြီးကိုမြေပြင်ပေါ်သို့ဝုန်းဝင်နေပြချလိုက်ပြီးသူ့ဖခင်ရောတစ်ခုခုပြောသည်ဖခင်ကသူ့ပကုံးဟာတာယာစုကန်လေးရဲ့ပြုံရင်ဖြောင်းမြသည်ကျွန်တော်တို့နေမှဖြတ်ကျော်အိမ်ဝိုင်းထဲသို့ဝင်လိုက်သည် ျွန်တော်ကျောပေါ်မှာပို့ထားသောပလိုင်းကိုကျွန်တော်ဖြုတ်ယူလိုက်သည်အောက်သို့သားချည်သို့တော်ခြေလမ်းတွေလေးလံညောင်းရပြီးလက်တွေတုန်နေသဖြင့်နေပြင်ပေါ်သို့ဘုံကနေကျသွားပါသည်ဟုတ်ကကျွန်တော်နာမည်ကိုခေါ်လိုက်သည် ဖုန်ပြီးရန်အတန်ညာကိုကျွန်တော်အထူးဆန်းဖြစ်သွားသည်ဒီလိုဒီကျွန်တော်နာမည်ကိုဘယ်တော့မှမခေါ်ခဲ့ဘူးပါနာမည်မခေါ်ဘဲဒုံတိတိသာစကားပြောမြဲဖြစ်သည်ကျွန်တော်လှည့်ကြည့်လိုက်တော့သူဖခင်ရဲ့အနီးမှာရက်နေပြီးဖုန်လေးရံကကျွန်တော်ကိုတင်ငင်စွာကြည့်နေခဲ့ အဖေကမင်းကိုခါခါဘူလိုက်ဖို့ကိုဆုံးဖြတ်လိုက်ပြီကျွန်တော်လှိုက်ခနဲဝမ်းသာပါ၏အဖိုးကြီးကပြုံးရေကောင်းနေကြ၏ဟာကျွန်တော်ဝမ်းသာလိုက်တာကျေးဇူးတင်ပါတယ်ဦးရဲ့ကျွန်တော်အဖိုးကြီးကလက်ဆွဲနှုတ်ဆက်လိုက်မိအဖိုးကြီးကအတန်တိုးတိုးဖြင့်ဝန်ခံသည်မင်းအဖေရေခဲတော်မှာတည်ခဲ့ရတဲ့အတွက်ငါကောင်ကဘယ်တော့မှခွင့်မလွှတ်နိုင်ပါဘူး ပင်လယ်ရေပြင်အထက်ပေ3889ယခုကကျွန်တော်ဒီအန်ရယ်ကြီးမားလာတော့ချိန်ကျိုးတရာအမြင့်ကြီးပေါ်မှာရောက်နေခဲ့ပြီဖြစ်သည်ကျွန်တော်ခြေတော်အောက်ကချိန်ကျိုးတရာဤခြေနင်းရာကြမ်းခင်းသည်ဝလုံးသုံးလုံးစားသာကျိတ်အောက်တဲထဲမှာတော့တရွန်ချောင်းကြီးရေမြုံများဖွေးထားလျက်တဝုံဝုံကြမ်းတမ်းစွာဆစ်ဆင်းနေသည် ခုချိန်မှာပြုတ်ကြတာလျင်ကျွန်တော်ကိုဘယ်သူမှဆင်းမကင်နိုင်ကျွန်တော်ဒီတရားအလဲတွင်ရောက်နေသည်တရားအလဲဆိုတော့ချောင်းဤအထက်တဲ့တဲ့မှာဖြစ်သည်ကျွန်တော်ပြောဤညှက်ကွေးကြနေရာအလဲတဲ့တဲ့မှာဖြစ်သည်ကျွန်တော်ခြေတစ်ဖက်နင်းလိုက်တိုင်းမိုးရီဆူရွှဲကချောနေသောဝလုံးပေါ်ရှော့ကနေချော်သွားပြီးကျွန်တော်ကတစ်ဖက်ဆောင်တဲ့နေ့ကရင်းခါလှုပ်ရမ်းသွားသည်နောက်ခြေတစ်ဖက်ချနေလိုက်လျင် တခြားတစ်ဖက်သို့ဆောင်းသွားသော ကျွန်တော်သည်စန့်ကျင်ဘက်ရင်းခါလှုပ်ရမ်းမြန်သည် ကျွန်တော်ခက်ခိုက်တုံအောင်ချမ်းနေသည်သို့မဟုတ်ခက်ခိုက်တုံအောင်ကြောက်နေသည်ဟုတ်တယ်ဟုတ်တယ်ဒီတိုင်းလျှောက်ခဲ့ဘယ်ဥမှမကျင်တဲ့ငါးစီကိုပဲကြည့်ဖုန်လေးရာတစ်ဖက်ကဘာထိတ်တောင်ကပင်ရံအစွန်ရှိဝါးပင်များအောက်ခြေတွင်မတည့်ရရင်ကျွန်တော်စီလှမ်းအောင်နေသည်ကျွန်တော်မေးတဆက်ဆက်တုံနေတာကိုဘယ်လိုမှထိန်ချုပ်လို့မရလက်ဖြားတွေကကြိမ်ကျိုးကိုဖိညှစ်ဆုပ်ထားပေမဲ့ထုံကျင်အေးခဲနေသည် လက်ကမမြင်ပဲချော့ပြီးလွတ်ထွက်သွားခဲ့လျင်မဖြစ်ဘူးကျွန်တော်ပြုတ်ကြလို့မဖြစ်ဘူးကျွန်တော်ရောက်အောင်သွားရမည်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကိုရောက်မှကျွန်တော်အမှန်တရားကိုသိရမှာမို့ပဲကျွန်တော်လာနေပြီဖေ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 အမှန်တရားကိုရှာဖေးဖို့ကျွန်တော်လာနေပြီ Música ျွန်တော်ရှောက်နေသောဝလုံးခင်တရားချမ်းမြင်ကိုဒီထက်ပိုပြီးခိုင်မာသည့်အခြားအရာတစ်ခုအဖြစ်အစားထိုးမြင်အောင်ကြည့်ရန်ကျွန်တော်အာရုံတွင်းကြည့်သည် ခုလိုအချိန်မျိုးမှာကျွန်တော်ခြေထောက်အောက်မှာအရှိစီခြင်းဆုံးအရာမှာပါလေညသွေးကဗလာမျက်ခင်းစိမ့်စိမ့်နုနုညံ့ညံ့လားကျွန်တော်ရင်အားတမန်သနေပေါ်ဟာခွေးဘကော်စုံမမွာလားခုချိန်မှာအမှန်တရားနဲ့အနည်းဆက်ဆုံးဖြစ်နိုင်ခြင်းအရှိဆုံးအရာကစိမ့်လန်းစွာနုညံ့သောမျက်ခင်းမြင်တစ်ခုဖြစ်သည်ကျွန်တော်ပုံဖနာအောက်မှာရှိနေသောအရာသည် ချော်ကြည့်ကြည့်မူရီရွှေရွှေဝလုံးဆူဆူမဟုတ်နုံညံ့စွာခိုင်မာပြန်မျိုးသောညခင်စင်းတစ်ခုဖြစ်သည်ကျွန်တော်ဘီတစ်ဖက်တစ်ချက်မှာရှိနေသည်ကမြစ်အထက်ကအေးဆက်ချင်းချောက်သောဟာလာဟင်းလင်းလီလူတစ်ခုမဟုတ်စပားဆိုင်ခင်တစ်ခုဖြစ်သည်ငဝါရွာမှာကျွန်တော်မြင်ခဲ့ရသည့်စပားပင်ပေါက်ကလေးတွေပေါ့စပားပင်နုနုတေးတေးကလေးများသည်လေအတွေ့တွင်ရိမ့်နှွေးရလောက်အောင်မမြင်သေးပေလက်တော်စားလောက်သာအမြင့်ရှိသေးသည်သို့တော်အရွက်ဖျားကလေးတွေလေဖြင့်မထီတထီလှုပ်ခတ်သွားတာကို ကျွန်တော်တကယ်မြင်နေရပါပြီ။ကျွန်တော်ခြေလမ်းတွေနည်းနည်းတွက်လာသည်။စပယ်ရွက်စိမ့်နှံ့ဆိုပင်ကျွန်တော်ရှုရှိုက်မိပြီ။စပားပင်တွေကိုလေတိုးသည့်တူတူဖဖအတန်ကိုပင် ကျွန်တော်ကြားရောက်နေရပြီ။ကျွန်တော်နောက်ဘက်ကစပားကင်အဆက်မှာချင်းငက်ကလေးတွေစပယ်နှံ့တွေကိုစားဖို့ကြီးကြီးကြားကြားအတန်ဖြင့်တိုင်ပင်ဆွေးနွေးနေကြပြီ။ကျွန်တော်ပြုံးလိုက်မိ။ ခဏကြာလျင်ကျင်းငက်ကလေးတွေသည်ဖြောင်းငနေရိုက်ခတ်လိုက်တော့ဝါလက်ခုတ်တန်ကြောင့်ဒုက္ခနဲ့ပြေးကြလိမ့်မည်တောတောင်အလယ်မှာဇပန်နံတွေလည်းမတီးသေးဇပန်နံတွေကိုလာစားမြင်ငှက်နှင့်တိရစ္ဆာန်ကလေးတွေကိုစောင့်ပြီးချောင်းလန့်မိသူလည်းမရှိပေသို့တော့ချောင်းလန့်သည့်ဝါလက်ခုတ်တန်ကတော့မိနစ်ဝက်တစ်ခါလောက်ဖြောင်းငနေမြင်နေလိမ့်မည် ရဝမ်လူမျိုးတို့၏ငှက်ချောက်သေးစနစ်သည်ကျွန်တော်တို့မြန်မာလူမျိုး၏စားကြောက်ရုပ်စနစ်ထက်လက်တွေ့ကြသည်စားကြောက်ရုပ်ဖြင့်ခြောက်လျင်လဲစားကြောက်ရုပ်မှာဒူးလေးတက်ထားပြီးသည်နောက်တနည်းရှိသည်ဤ၆ပေ9ပေကန်းရှိသောပပိုးဝါးကိုစီဆော့ပုံစံနဲ့ဖြစ်အောင်အောက်ကငုတ်တိုင်တစ်ခုပေါ်မှန်တိုင်းပြု၍ဆင်ထား၏တစ်ဖက်ကတူတူတစ်ဖက်ကရှိရှိဖြစ်သည်တူသည့်ဝါအစွမ်းမှာအစ်စ်နှစ်ခုကြားနိုင်ဟောင်းလောင်းပေါင်းဖြစ်အောင်လုပ်ထားသည်ဖြင့်ရေးထည့်ရန်ဝါခွက်ရှိရှိတစ်ခုပလက်ချထားတဲ့ကဲ့သို့ရှိသည် ရှေးသည့်ဝါအစွန်ကိုတော့ထက်ချမ်းခွဲပြီးကွဲချောင်းရပေးထားသည်ဟားလောင်းပေါက်ဝါခွက်တဲသူတောင်ကြချောင်းကကြတော်ရီကိုဝါပြုံများဖြင့်တွေ့တန်းထားသောရေတလျှောက်မှရေကတိတိမြင့်မြင့်စီးကျနေခဲ့သည်စီစော်ဤတစ်ဖက်စွန်းဝါခတ်ထဲတွင်ရေပြည်လာသောထိုအစွန်းသည်ဟိုဘက်အစွန်းထက်ပိုလေးသွားပြီးအောက်သို့ဆိုက်ကျသည့်အခါတခြားဝါဘက်အစွန်းက အထက်သို့မြောက်တက်သွား၏ သို့တော်ဒီဘက်ဝါခွက်ကရေကအောက်ကိုလှည့်မြန်စွာကျဆင်းပြီးရေကုန်သွားသည့်အခါတစ်ဘက်ကဝါအစွန်ကမြေပြင်သို့အရှိန်ဖြင့်ကျလာသည်တချမ်းခွဲထားသောဝါသည်မြေပြင်နှင့်ရိုက်ခတ်မိသွားသောအခါဝါလက်ခုတ်တိလိုက်သလိုပင်ဖြောင်းကနေမြည်သွားခြင်းဖြစ်သည်။ဒုနည်းဖြင့်စားကလေးတွေဇရက်ကလေးတွေစက်တူရွေးလေးတွေကြောင်လန်ထွက်ပြေးကြလိမ့်မည်။အင်းဒါပေမဲ့တစ်ချိန်လုံးမှမှန်မြင်နေသောဝါလက်ခုတ်တံကိုသူတို့ရှင်မားသွားခဲ့လျင်ရောစားကြောက်ရုပ်ပေါ်စားကလေးတွေနားကြသလို တချိန်ချိန်မှာငှက်ကလေးတွေထိုးတန်းနဲ့ရင်းနှီးသွားလိမ့်မလားဒုက္ခစပန်းနံတွေဂျုံတီးနံတွေကိုငှက်ကလေးတွေအားရပါရလာစားကြလိမ့်မလားကျွန်တော်ပခုံးတွန်းလိုက်မိ၏အဲ့ဒီအချိန်ကျတော့လေနောက်ထပ်ညတစ်ခုတုံးကြမှာပေါ့ ဲ့ဒီချိန်တိုင်းတွေကိုအပြုတ်ပြီးအောက်ဆင်းခဲ့ဖုန်လေးရံကတစ်ဖက်ထိတ်မှကျွန်တော်ကိုကြိုနေခဲ့သည်ကျွန်တော်ဒီဘက်ကန်းသူပြီးမသိရံမခါပဲရောက်လာခဲ့ပြီးဟုသိလိုက်ရသောအခါအကြီးအကျယ်စိတ်သက်သာရရသွားပါသည် ဖုန်လေးရံအနေရှိဝေယုံတော်အချီမှကြီးမားသောဝါရွက်တွေပြန့်ကျဲစိမ့်စုနေသည်ထိုဝါရွက်ကပလာပေါ်သို့ကျွန်တော်ခြေပြစ်လက်ပြစ်ထိုင်ချလိုက်ပြီးကျောပိုးအိတ်ကိုဆွဲဖြုတ်လိုက်မိကျောပိုးအိတ်သည်တော်တော်လေးလံသည်ကျောပိုးအိတ်ကိုမြေပြင်တောင်သားပေါ်မှာခက်မြန်မြန်ချလိုက်ပြီးတော့အခါကျွန်တော်တို့ကလုံးပေါ်ပါသွားသည် အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်ပြီးဝါရွက်တွေပေါ်ပက်လက်လှမ်းချလိုက်မိသည်။အာအရသာရှိလိုက်တာ။မိုးကောင်းငယ်ကိုမမြင်ရ။ဝါရွက်စင်စင်နဲ့ထင်းရွက်ရစင်စင်တို့ရောနေသည်စိမ့်မောင်သောတောအုပ်အမူကသာမြင်ရသည်။အရွက်အချိုးအကြားမှာအလင်းရောင်ခက်ဖြူဖြူနေရသည်။ကောင်းငင်ဖြစ်နိုင်သည်။ဝါရွက်စင်စင်တို့အပေါ်မှာရေစက်ရေပောက်ကလေးများတဆင်းပြီးတဆင်းနောက်ဆုံးကျွန်တော်ပါပြင်ပေါ်သို့တစ်ချက်ချင်းကျနေသည်။လေစိတ်ငနဲ့တိုက်ခတ်လိုက်သည်ကျွန်တော်ချမ်းတုံသွားတယ် မျက်စိကိုမိတ်ချပြလိုက်သည်ခဏလောက်တော့အချိန်ရမည်ထင်ပါရဲ့မင်းကြောက်ဘွေးကိုတရားကိုပေးလိုက်ရင်ကောင်းမယ်မင်းအဲ့ဒါနဲ့ဆိုခီးမတင်ဘူးအန်ရီလည်းကြီးရဲ့ကျွန်တော်မျက်နှာအထက်တဲတဲမှဒီရန်ရဲ့အတန်းကျွန်တော်မျက်စိမဖွင့်ပဲခေါင်းရလိုက်သည်ရတယ်ကျွန်တော်နိုင်ပါတယ်ကျိုးရရဖြတ်ပြီးနောက်ပထမဆုံးချိန်စကားပြောသည့်အခါကျွန်တော်စကားလုံးနဲ့မပြီးမသားဖြစ်နေသည်မောဟိုက်တုံရင်မှုတွေမပြေသေးသောကြောင့်ဖြစ်သည်မင်းမနိုင်ဘူးကျွန်တော်ဖြုံးကနေမျက်လုံးဖွင့်ကြည့်လိုက် ဖုန်လေးရံကျွန်တော်ကိုအပေါ်မှငုံကြည့်နေခဲ့သည်ဒီဒီရမင်းသွားနေကြမို့ဒီလေးချိန်ကလည်းမတည်နေကြမို့မနိုင်တာဘာမှရှက်စရာမလိုကျွန်တော်ဘာမှမပြောဘဲငြိမ်သက်နေမိမှန်တိုင်းပြောရရင်ကျွန်တော်မောလာပြီကြော်ဖို့ရင်မပြောနဲ့ငမွေလေးတစ်ချောင်းရင်အလေးချိန်ရောပဲကျွန်တော်ကြော်ဖို့မတင်ကျင်တော့ပါတိုးတော့မတင်ကျင်တာကတပိုင်းကျွန်တော်မနိုင်တော့ဘူးဟုမပြောချင်နေရတပိုင်းဖြစ်သည်ကောင်းပြီရှေ့ခရီးကြလျင်ပိုက်ဆံထဲသည်ကပတ်တစ်ခုပဲ တဲတော့မြည်ကျွန်တော်အဲ့ချိန်လည်းမရလိုက်နားချိန်လည်းမရလိုက်ကျွန်တော်တရားဖြတ်ကူတာနှေးသလားသူတို့အားလုံးဖြတ်ကူတာတွတ်ကြသည်ဒီဘက်ကန်းရောက်တော့လဲကျွန်တော်လိုဘယ်သူမှခြေပြစ်လက်ပြမအိတ်ကြအထန်းကိုစင်းနဲ့ဆက်လက်ချစ်တက်သွားကြသည်ဖုန်လေးရာဥက္ကပကံများထမ်းပို့ထားသောလူငယ်တယောက်အားလှမ်းခေါ်၏မလားအသက်16နှစ်ခန့်ကောင်းကလေးဖြစ်သည်ရမန်လေးရာခက်တက်တက်ရောက်လာသည်ဖုန်လေးရာကကျွန်တော်ရဲ့ကိုပါသူ့အားတည်ခိုင်းခြင်းဖြစ်သည်ကောင်လေးရာတွက်လက်စွာကောက်ပူလိုက် နောက်ဆုံးမှရောက်လာတော့အထန်းကောင်မလေးကကျွန်တော်အဖြစ်ကိုပြုံးစည်စည်နဲ့တယောသလိုကြည့်သွားသည်ကြည့်ကွာမနိုင်လို့မတည်တာဘာမှရှက်စရာမရှိဘူး နားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးရတင်ရှိပါရရှင်အပိုင်း30ကိုလည်းဆက်လက်ဆောင်မြောနားဆင်ပေးပါဦးနော်